ဒေါက်တာနဲ့လက်တွဲပြီးတော့ဒါပထမအဦးဆုံးအနေနဲ့ဒါ Pride တခုအနေနဲ့ငလင်ပေးသင့်ပြည်တွေသွေးလူတဲ့အစီအစဉ်လေးပေါ့နော် campaign လေးရုပ်ဖြစ်တာပါအာပြီးတော့ဒီမှာသွေးလူတဲ့သူတွေကိုလည်းဒေါက်တာကနေပေါ့အာသွေးလူပြီးတဲ့အခါမှာလိုအပ်မဲ့ဒီအစားအစာတွေပြန်ပြီးတော့ဟိုဒါနပြုပြီးတဲ့အလှူလေးပါဟုတ်ကျွန်တော်တို့လူရောက်60လောက်ကိုကျွန်တော်တို့စီယုံပြီးတော့လာခဲ့မယ်ဟိုအဲ့အတွက်လည်းအကျွေးမွေးအကျွေးမွေးလည်းကျွန်တော်တို့ကုမ္ပဏီကဒေါက်တာခရက်တမီယာနဲ့ပြင်ဆင်ထားမယ်အဲ့တော့အကူကဒီမှာဟိုအခုအခု ကိုလည်းဒီလူတွေကိုဟို donate လုပ်မဲ့လူတွေကိုရှာရှာပေးပါဗောနော်ကျွန်တော်တို့လည်းရှာပေးပါဆိုပြီးတော့အဲ့ donate လုပ်တဲ့လူတွေနဲ့လာတွေ့ရင်းနဲ့ဒီမှာပြောပြတာပေါ့မှာအဲ့လိုပါတကယ်တော့အမတရားဆိုတော့သူများတွေလူတိုင်းနဲ့ဆိုင်အများကြီးမပြောပါပါဘူးမပြောပါကြအများကြီးဆိုတဲ့အဲ့လိုပေါ့အဓိကတော့အမတိုင်းပြောကိုမန်လေးသားဆိုမန်လေးကိုတော့အဓိကဥသားပေးလူမယ်ပေါ့နော်ဒီတစ်ခေါက်ကိုလေအနောက်ဟာလေးတွေကဒါရရှိလောက်သွားမယ်အလုပ်လေကျွန်တော်စဉ်းစားပါတယ်ကျွန်တော်အနုပညာကြီးတွေကတိကျအောင်နေရရင် percentage တစ်ခုလေးဖယ်ဖယ်ထားပြီးတော့အမြဲတမ်းတော့လူသွားမယ်ပေါ့ပြီးရင်လည်းအဲ့လိုတက်နိုင်တဲ့များ ဟိုအတင်းအဖွဲလေးနဲ့ဆိုကျွန်တော်လုံနိုင်တယ်ရှေ့မှာလည်းကျွန်တော်လေဒပိုင်းတနိုင်တော့အမြဲတမ်းလုတ်ခဲ့ပါတယ်အလူတွေဆိုလို့ရှိရင်လေပရိုက်တာအနေနဲ့ရောပြီးရင်ကျမ်းမိုက်အသိပညာပေးနေနေရောပေါ့နော်အခုကတော့အဲဆရာပြည့်တော်ရှိတော့ကြာအားရှိတာပေါ့ဟိုဘာပဲဖြစ်ဖြစ်တိုင်မင်လို့ရတယ်အပူပေါင်းလို့ရတယ်ဟောအဲ့လိုမျိုးအမြဲတမ်းဆွေးနွေးလို့ရတာပေါ့နော်ဟုတ်ဆရာဆရာရင်ပြောပြပါဆရာဟုတ်ကဲ့အာကျွန်တော်ဒေါက်တာနဲ့လက်တွဲပြီးတော့ဒါပထမဦးဆုံးအနေနဲ့ဒါပရိုက်တာတစ်ခုအနေနဲ့ငလင်ဘေးသင့်ပြည်တွေသွေးလူတွေအစီအစဉ်လေးပေါ့နော်ကမ်ပိန်းလေးလုပ်ဖြစ်တာပါ အာပြီးတော့ဒီမှာသွေးလှူတဲ့သူတွေကိုလည်းဒေါက်တာကနေပေါ့အာသွေးလှူပြီးတဲ့အခါမှာလိုအပ်မဲ့ဒီအစားအစာတွေပြန်ပြီးတော့ဟိုဌာနပြုပြီးတဲ့အလှူလေးပါဟုတ်ကျွန်တော်တို့ကတော့ဒီဒီ company မလုပ်ခင်ရောလုပ်ပြီးရောရှေ့မှာလည်းကျွန်တော် provider covid တုန်းကလည်း provider တွေလုပ်ခဲ့တာတွေရှိတယ်ကိုယ်အေးကိုစိုက်ပြီးလူနာ150လောက် ကျွန်တော်လုပ်ပေးခဲ့တယ်ပေါ့နော်ဆိုတော့ဟိုပရိုက်တာစိတ်ကအဲ့ရနေပြီးတော့ဆက်ပြီးတော့ရှိရှိလာတာပေါ့ကိုပြည်သူတွေတခုခုဖြစ်နေပြီဆိုရင်တော့ဟိုကိုထားလုပ်မယ်ဆိုတော့ရွေရွေချက်တွေကတော့နေတိုင်းလို့လို့ပေါ်နေကြမှာအခုလည်းငလင်လုပ်တဲ့အကြတော့ကိုပြည်သူတွေပဲထိနေတာငါဘာလို့ပေးနိုင်မလဲအဲငါတို့ဘာလို့ပေးနိုင်မလဲကိုတယောက်တည်းရောအပေါင်းအပေါင်းဖွဲ့နေရောဘာလို့ပေးနိုင်မလဲဆိုတော့ကိုတယောက်တည်းဆိုရင်တော့လုပ်ပေးရတာနည်းတာပေါ့နော်အပေါင်းဖွဲ့နေဆိုရင်တော့ပို့ပြီးတော့များသွားတာပေါ့နော်အဲ့ဒါအဲ့ဒါနဲ့အဲကိုမင်းတို့ဝင် ဝင်နေရလဲအရှိမစကားတွေအများကြီးပြောထားပြီးသားရှိတယ် brand ambassador ကျွန်တော်တို့အတူတူပူးပေါင်းပြီးတော့လုပ်ကြမယ့်အလုပ်တွေလည်းအများကြီးရှိတယ်ဆိုတော့အကိုကြီးဒီမှာမန္တလေးတိုင်းတိုင်းအမှတော်ငယ်လေးဘေးတင်လေးအတော့ကိုကျွန်တော်တို့ဘာလုပ်ပေးရင်ကောင်းမလဲဆိုပြီးကောင်းကောင်းဆိုင်ပြီးတော့စဉ်းစားကြည့်တဲ့အချိန်မှာအကိုကတော့ရှိမှာအကိုအနေနဲ့လုပ်ထားတဲ့ pride တွေရှိတယ်ပေါ့နော်ကျွန်တော်ကဘာမှမလုပ်ရသေးတော့โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့တွေးလူကြရင်ကောင်းကောင်းမယ်ဆိုပြီးတော့ idea လေးတခုရတာပေါ့နော် idea ဘယ်ရရလဲဆိုတော့အရှိမလဲ6မိနစ်တုန်းကလဲ company တခုကနေပြီးတော့ကျွန်တော်တို့ဒီကနေလူ150စာဒီတွေးလူတဲ့ဒေါ်နာတွေအတော့ကိုလေး ဟိုအကျွေးအကျွေးမွေးပေါ့နော်ကျွန်တော်တို့စီကလာပြီးတော့စီစဉ်ခိုင်းနေအဲအဲသွေးလူပြီးသွားရင်ဟိုဘိုက်ဘိုက်လဲဝါရမယ်သွေးပေါင်လဲမကြောက်ဘူးအိုင်ယွန်အန်ရစ်လဲဖြစ်ရမယ်သွေးလူထားတဲ့လူတို့လဲကျမကြီးတို့ကောင်းအောင်မယ်ဆိုပြီးတော့ကျွန်တော်တို့လာပြီးအတ်တာပေါ့နော်လူ150စာအတ်တဲ့ခါကျတော့အဲ့ရအဲ့ဒီကနေပြီးတော့ကျွန်တော်အိုင်ဒီယာစရတာပေါ့6ရက်လေးမှာဟိုသွားပြီးတော့ဒီကအကြီးကြီးနေလဲကျွန်တော်တွေ့အဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့လဲဒါမျိုးလေးဟိုအပေါင်းဖွဲ့နေအစုအစုကြီးညာကျွန်တော်တို့လုံးလို့ရမလားဆိုတော့โอเคရတယ်တဲ့အဲ့ဒါဆိုရင်ဘယ်ရဲ့ နေရမလဲဆိုတော့12ရက်နေရမယ်ဟိုစနေနေ့အစောဆုံးရတယ်ပေါ့နော်12ရက်နေရမယ်ဆိုတော့ okay ရဆိုရင်ကျွန်တော်တို့လူရောက်50 60လောက်ကိုကျွန်တော်တို့စီယုံပြီးတော့လာခဲ့မယ်ဟိုအဲ့အတွက်လည်းအကျွေးမွေးအကျွေးမွေးလည်းကျွန်တော်တို့ကုမ္ပဏီကတော်တော် craft တမီရနေပြင်ဆင်ထားမယ်ဆိုတော့အကူကဒီမှာဟိုအကူအကူအကူလည်းဒီလူတွေကိုဟို donate လုပ်မဲ့လူတွေကိုရှာရှာပေးပါပေါ့နော်ကျွန်တော်တို့လည်းရှာပေးပါဆိုပြီးတော့အဲ့ donate လုပ်တဲ့လူတွေနဲ့လာတွေ့ရင်းနဲ့ဒီမှာပြောပြတာပေါ့မှာအဲ့လိုပါ ကျွန်တော်ကတော့စက္ကန့်ကြီးလောက်မှတခါသွေးလူဘူးတဲ့အဖေရဲ့မွေးနေ့မှာပေါ့နော်တခါသွေးလူပဲကျွန်တော်အဲ့လိုဆိုရှင်ရတန်မှန်မှန်တာအဲ့လိုမှန်တဲ့ခါမှာကျွန်တော်အဲ့လိုကိုယ်သွေးကိုနည်းနည်းလေးအဲ့လိုမျိုးဖြစ်တာသွေးလူပြီးရဲ့ခါမှာအဲ့လို shock ဖြစ်မလို့ပုံစံမျိုးလေးဖြစ်ပြီးရဲ့အမှန်တော့နောက်တစ်နေ့သွေးမလူဖြစ်တော့တာပေါ့နော်သွေးမလူဖြစ်တော့ကိုယ်တိုင်ပဲအခုအာဥဆောင်ပေးတယ်အာ pressure cap ပေးပါနဲ့အခုလိုအပ်လို့ရှိရင်တော့တမိုင်ဆောက်ချမှုလေးတက်နိုင်လာလို့ပေးပါပါဟုတ် အဓိကတော့သူကဘယ်လိုပြောမလဲကုသိုလ်ယူနေတဲ့လူတွေပေါ်မှာကိုကကုသိုလ်ထက်ပြီးတော့တဆင့်ပြန်ယူတာပေါ့နော်အဲအဲ့ဒီအဲ့ဒီ PT လေးကြပါတယ်ကျွန်တော်တို့ဘလိုဒီနေ့လမ်းလဲပဲလူလူသွေးလူဘန်ကဘယ်ဟို distribution လုပ်မယ်ဆိုတဲ့လမ်းကြောင်းကအရေးကြီးတာဟုတ်သူတို့ဘယ်ဟို distribution သွားမှာလဲဒီသွေးတွေကကျွန်တော်အကြီးကြီးတွေသွားမေးတဲ့အခါမှာသူကသွေးလူဘန်ဖြစ်တဲ့အတွက်ကြောင့်မလို့သွေးတွေကိုစုထားတယ် keep လုပ်ထားတယ်ပေါ့နော်ကျွန်တော်တို့ပတ်စံအဲ့ဒီဘန်မှာဆိုပတ်စံတွေ keep လုပ်တာဟုတ်သွေးလူဘန်ကြောင့်သွေးတွေ keep လုပ်တယ်ဆိုတော့သွေးရကျွန်တော်တို့အမျိုးသား၄ခုလောက်ရှိတာဟုတ် လေးခုလောက်ရှိရရှားတဲ့ရှားတဲ့သွေးကြီးလည်းရှိသေးတယ်ဆိုတော့အဲ့ဒါတွေသူတို့ keep လုပ်ထားပြီးတော့သူတို့ရဲ့ရွေချက်ကိုယ်တိုင်ကငယ်လင်ဘေးတင်ဒေတာတွေကဟိုလက်ခံနိုင်တဲ့အနေအထားရှိပြီဆိုတာနဲ့ဒီကနေပြီးတော့ပို့ဆောင်ရေးလမ်းကြောင်းနဲ့သူတို့ကပို့မှာဒီကဲဘုံနေနဲ့ကူချိန်နေနဲ့တေချာလေးစနစ်တကျပြင်ဆင်ပြီးတော့ဟိုဘက်မှာတောင်းလို့ရတဲ့အနေအထားဖြစ်အောင်လို့ပို့မှာဆိုတော့ဟိုငယ်လင်ဘေးတင်ဒေဒေတာမှာဆိုရင်လဲသွေးလူသွေးရမယ်ဆိုရင်လဲသူတို့ကအခုချင်းချင်းဖောက်အခုချင်းချင်းထည့်လို့လဲအနေအထားပဲရှိမှာလीအဲ့မှာတော့မီးမရဘူးဟို ်ပြီးများတဲ့အတွက်ကြောင့် facility လည်းနည်းနည်းလေးလိုအပ်ချက်တွေရှိမှာပေါ့နော်အကုန်လုံး social မှာတဲ့အခါကျတော့အဲ့ဒီဘက်မှာ facility ရှိပြီဆိုတာနဲ့ဒီဘက်ကနေပြီးတော့ဖက်ကနေဆိုပြီးတော့ပို့လိုက်မှာပေါ့နော်အဲ့အဲ့လိုအချိန်ကြရင်တော့ဘက်ကသွေးသွေးဒီ agent လိုနေတဲ့ကိစ္စ emergency ကိစ္စတွေအကုန်လုံးပြည်လဲသွားမှာပေါ့နော်အဓိကတော့ကျွန်တော်စီစဉ်နေရတယ်အဓိကတော့ဒီမှာလည်းအိမ်မှာလည်းအမေပဲကြံကြံခဲ့မှာဆိုတော့လေအဲ့လက်စိတ်ပူနေတော့ပေါ့နော်အလူခံထားရလဲကျွန်တော်တို့အဲနှစ်ရက်ခွဲလောက်ကျွန်တော်အလူခံထွက်လိုက်တယ်ထွက်လိုက်ပြီးအချိန်မှာ online နဲ့တူကြတယ်ကိုကိုယ်တိုင်နဲ့မာတီပြီးတော့တူတယ် အဲ့ဒီဟာလေးကတရားဆုံဆုံးလေးရပြီဆိုတော့အဲ့ဒါလေးကိုကျွန်တော်သွားပြီးလူပေးဖို့တော့စီစဉ်နေပါတယ်ဟုတ်အပုံဆိုတကယ်တော့အမတရားဆိုသူများတွေစီလူတိုင်းနဲ့ဆိုင်အများကြီးမပြောပါပါဘူးမပြောပါကြအများကြီးဆိုတဲ့အဲ့လိုပေါ့အဓိကတော့အမှန်တမ်းကကိုယ်ကမန်လေးသားဆိုမန်လေးကိုတော့အဓိကဥသားပေးလူမယ်ပေါ့နော်ဒီတစ်ခေါက်ကိုလေအနောက်ဟာလေးတွေကဒါရေရှည်လောက်သွားမယ်အလုပ်လေကျွန်တော်စဉ်းစားပါတယ်ကျွန်တော်အနုပညာကြီးတွေကတိဥ္စာကနေရရင် percentage တစ်ခုလေးဖယ်ဖယ်ထားပြီးတော့အမြဲတမ်းတော့လူသွားမယ်ပေါ့ပြီးရင်လည်းအဲ့လိုတက်နိုင်တဲ့များ ဟိုအတင်းအဖွဲ့လေးနဲ့ဆိုကျွန်တော်လုံနိုင်တယ်ရှိမှလည်းကျွန်တော်လေတပိုင်းတနိုင်တော့အမြဲတမ်းလုတ်ခဲ့ပါတယ်အလူတွေဆိုလို့ရှိရင်လေပရိုက်တာအနေနဲ့ရောပြီးရင်ကျမအသိပညာပေးနေနေရောပေါ့နော်အခုကတော့အဆရာပြည့်တော်ရှိတော့ကြာအားရှိတာပေါ့ကိုဘာပဲဖြစ်ဖြစ်တိုင်မလို့ရတယ်အပူပေါင်းလို့ရတယ်အော်အဲ့လိုမျိုးအမြဲတမ်းဆွေးနွေးလို့ရတာပေါ့နော်ဟုတ်ကဲ့ဟိုပါဝင်ရမယ့်ကိစ္စတွေရှိရင်တော့ကျွန်တော်တို့ပါဝင်ဖို့အကုန်လုံးက ready ပါပဲခင်ဗျာ ready ပါလေဟုတ်ကဲ့အဓိကကတော့ကျွန်တော်တို့ကလေဟိုထိခိုက်သွားရမျိုးတွေကကိုမျိုးတွေဖြစ်တာဟုတ်အဲ့တော့ ့ကို့သွေးသားတွေလိုပါပဲတကယ်လို့ကို့မျိုးမဟုတ်ဘူးဆိုလို့ရှင်လေကျွန်တော်တို့ကဒါဟိုသွေးမတော်သားမဆက်ပေမဲ့ကို့လူမျိုးချင်းချင်းဖြစ်နေတဲ့အချိန်မှာဟိုဘလို့မှနေလို့မရဘူးပေါ့နော်ဒါကြီးကြည့်ရအရန်စိတ်ဆင်းရဲတယ်စိတ်ဆင်းရဲခါမှာကို့ဒါလေးတက်နိုင်တော့လေးလှူလိုက်မှကို့လည်းနေတာထိုင်တာရှိတာပေါ့အဲ့တော့အဓိကပြောရင်တော့ဟိုကျွန်တော်တို့ရအမြဲတမ်းအတူရှိနေပါတယ်လို့အဲ့အဲ့စိတ်လေးပေါ့ကျွန်တော်တို့တနည်းအားဆိုလဲတကယ်ချင်းတယောက်ကိုလမ်းပြီးတော့အားပေးဖြစ်တယ်သူဆိုလဲသူ့အမျိုးသား तू ကလည်းဆရာဝန်ပဲသူ့အမျိုးသားဆုံးသွားလည်းဆရာဝန်ပဲကလေးလေးပါသွားတယ်အဖေပါသွားတယ် အဲ့တော့ငါတို့ဒီထိမှစကားတွေအများကြီးနဲ့ဟိုမြို့ဘလူးစကားလုံးနဲ့နှစ်သိမ့်ရမှန်းတော့ငါမသိဘူးလို့ဒါပေမဲ့ငါတို့ရှိရဆွဲစိတ်ကလေးတော့နေအများန်းထားထားပြီလို့အာဖုန်းနံပါတ်လေးအဆက်အသွယ်မပြတ်ကြားပြီဖုန်းနံပါတ်လေးပြန်ပေးပြီငါတို့တခုဆိုအများန်းငါတို့တိုင်ပင်ပါပေါ့နော်ငါတို့အများန်းရှိရဆွဲအဲ့လိုမျိုးပေါ့အဓိကတော့ပြောချင်တာကျွန်တော်အများန်းရှိနေပါတယ်ကုနေ organization တွေပေါ့နော်ကျွန်တော်ဒီမှာရှိတဲ့ connection social အတိုင်းဝိုင်းတွေမှာရှိတဲ့ organization တွေကျွန်တော်ထပ်ပြီးတော့နောက်ကိုရနေပြီးတော့အခုလောလောဆယ်အကူအညီပေးနေတယ်ပေါ့နော်သူတို့ဘာလို့လဲ အစီအစဉ်စီရပိုင်းလိုလာလာဒီ banking မိုင်းလိုလာလာအခုဒီ administration ကိစ္စလေးတွေကျွန်တော်အခု season ပေးဖြစ်နေတာများပါတယ် like ကူပေးတာပေါ့နော်ဒီတော့ဒီဒီဟာကြတော့ကိုကိုရိုင်းဥဆောင်ပြီးတော့ကျွန်တော်တို့ညောက်ဥဆောင်ပြီးလုပ်တဲ့ပွဲလေးဖြစ်သွားတာပေါ့အခုကဒီငယ်လင်းနဲ့ပတ်သက်ပြီးတော့ဆက်လုပ်ဖြစ်တာကြတော့ကျွန်တော်အရှိမ personal လူတွေဟာတွေရှိမယ်ပြီးတော့ဒီအတင်းဖွဲ့နေဆိုရင်ဒါလေးကတော့ကျွန်တော်ပထမဥဆုံးပေါ့နော်ချောင်းဝင်တိကလေးကနေပြီးတော့စပြီးတော့လူလူကျင်တာပေါ့ဒါပေမဲ့လည်းဒီမှာလူတိုးနေတဲ့အခါကျတော့လူခွင့်မရဘူး၁၂ရက်နေမှကျွန်တော်တို့လူခွင့်ရတယ်ပေါ့နော်အဲ့ဒါလေး ဟိုအခုအခုလုတ်ဖြစ်နေတဲ့အခါကျတော့ဒါလီတော့ပြီးပြီဖြစ်တယ်ပေါ့နောက်နောက်တစ်ခုကဒီခုနအမမေးတဲ့မိကုံးတော့เนาะဟိုသူတို့ဘယ်လိုအားပေးကြမလဲဆိုတော့ဟိုအားပေးရမှာတွေကဖက်ပေါင်းစမှာနေပဲကျွန်တော်တို့အားပေးရမှာတော့တငငယ်ချင်းတွေရှိတယ်အခုဒီနေ့ပဲတိုက်နဲ့ကားနဲ့ခြံနဲ့နေတာအခုပဲလမ်းမရောက်သွားပြီတော့ဘဝချက်ချင်းဟိုအပြောင်းလဲရမ်းမြန်သွားတာပေါ့เนาะအပြောင်းလဲရမ်းမြန်သွားတဲ့အခါမှာလူတွေက trauma ရတတ်တာများပါတယ် ဆိုတော့ဟိုကိုကုမိမိကိုကုပဲပြန်ပြီးတော့စဉ်းစားကြည့်လိုက်အများရန်ကားစီးနေတဲ့လူတယောက်ကဘတ်ကားစီးပါဆိုရင်တမျိုးဖြစ်သွားတို့မစည်းတတ်ဘူးနေရထိုင်ရတာအဆင်မပြေအဲ့လိုမျိုးဖြစ်သွားပါဘောเนาะဆိုတော့ဒါဒါလေးရတတိလေးပဲရှိသေးတယ်သူတို့တွေဒါသူတို့တွေဆိုရင်ဗာလဲဆိုတော့ကြံခဲ့တဲ့လူတွေပေါ့เนาะဆုံးရှုံးသွားတဲ့လူတွေရှိမယ်အဲသူတို့ရဲ့မိဘဆိုမျိုးတွေဆုံးရှုံးသွားအဲ့မှာလဲ grief ပေါ့ငွေနေတာတခုရှိမယ်ပြီးတော့ကိုကိုယ်တိုင်ရှေ့ဆက်ဖို့လဲခက်ခဲတယ်အများကြီးကြုံတယ်အဲ့မှာလဲ grief ပြီးတော့ချက်ပြီးတော့လုံနေသေးတယ် ပြီးသွားမှာလားမပြီးသွားဘူးလားဆိုတဲ့ကိစ္စကလည်းသူတို့စိတ်ထဲမှာအဲ့မှာရှိနေတဲ့ဒေတာခံနေစိတ်ထဲမှာလုံးချုံမနေဘူးဗျာလုံးချုံမနေဘူးဗျာအရန်ဟိုဟိုဘယ်လိုပြောရမလဲသနာဖို့ကောင်းတယ်ခံရတာအရန်များတယ်အရန်ခံရတယ်ပေါ့နော်အဲ့ဒီတော့ကိုသက်ပေါင်းဆောင်ကနေပြီးတော့ကျွန်တော်တို့ sporting ပေးဖို့လိုတယ် financial sporting ပေးမယ် material တွေ sporting ပေးမယ်ဒီ mental sporting ပေးမယ်စိတ်ကျန်းမာရေးဆိုတော့အဲ့လိုမျိုးသက်ပေါင်းဆောင်ကနေပြီးတော့လုပ်ပေးဖို့လိုပါတယ်ပေါ့နော်လိုပါတယ် လူတဲ့အချိန်မှာလည်းအခုကျွန်တော်တို့လက်လန်းမိတဲ့ကိုယ့်ရဲ့တိုင်ဝမ်ထရလူတွေကိုလည်းဟိုကိုတက်နိုင်သလောက်လေးကျွန်တော်တို့နေသိအားပေးစကားတွေပြောပေးတယ်ဒီ Viber group call တွေခေါ်ပြီးပြီးတော့စကားတွေပြောပေးတယ်ပေါ့နော်ဒီစိတ်တစ်ခုခုပေါ့ထပ်ပေါက်လေးရဲ့ဖြေသာဖြေဖြေသာလို့ရောက်သားရအောင်လို့ပေါ့နော်ဖြေသာလို့တော့ရမှာမဟုတ်ဒါပေမဲ့ရအောင်လို့ဟိုခီးတစ်ဝက်ရောက်လဲနေလားပေါ့နော်အဲ့ဒီအဲ့ဒီစိတ်ကလေးတွေနေနေပဲကျွန်တော်တို့အခုလုပ်ပေးနေရပါတယ် အဲအဓိကကတော့ကျွန်တော်ဒေါက်တာကိုဘာလို့လက်ခံပြတာလဲဆိုတော့ဆရာဝန်တွေကိုယ်တိုင်လည်းဖြစ်တယ်ဒီ product ကို service ကိုကတနေရာထဲမှာရှိရပြီးတော့ဆရာဝန်တွေလည်းလောက်တာဒါပထမဦးဆုံးဒီမနက်ကမှာပထမဦးဆုံးဖြစ်တဲ့အတွက်ကျွန်တော်လက်ခံပြတယ်အဲလက်မခံခင်မှာလည်းကိုယ်တိုင်အရင်ဟိုစားကြည့်သေးတယ်ပေါ့နော်စားကြည့်တဲ့အခါမှာကျွန်တော်ကပြန်ပြီးတော့ပြောပြနိုင်မှာယုံကြည်မှုလည်းရှိလာမှာဖြစ်တယ်စားကြည့်တဲ့အခါမှာတကယ်ပဲဟိုကျန်းမာရေးအရာအရာဒါအာဟာရအကုန်လုံးဗတ်ပေါင်းစုံကဒါယုံကြည်စိတ်ချရတာဖြစ်တဲ့အတွက်ကျွန်တော်လည်းဟိုလက်တွဲရတာဂုံ ယူရယ်ဗျာအဲ့လိုဂုံရှိတယ်လို့ကိုယ်လည်းခံစားရပါတ